ရေရီလာရီနဲ့လာပါနေတဲ့တဲ့ညာဥပန်းရဲ့ကောင်းကင်ကြီးဟာဒီနေ့ကြမှာအယံကိုမှောင်မိုက်နေခဲ့ပါရယ်အပြေရှာမရလာအောင်မဲညင်းနေတဲ့တိမ်တိုက်တွေဟာလာမင်းကြီးနဲ့ရန်ဖြစ်ထားသလိုမျိုးမန်ထန်နေပြီးလာမင်းရဲ့အရေးအယံကိုတောင်မမြင်ရလောက်အောင်တိမ်ရိပ်တွေဟာအမောင်အပြေဖုံးသွမ်းနေခဲ့ပါရယ် ိန်ဆိုင်တွေရဲ့ရန်ရှာတာကိုလာမင်းကြီးအပြင်ခံစားနေရတဲ့သူတွေလည်းပတောင်းမြိုင်တော်ထဲမှာရှိနေပါသေးတယ်။တစ်တော်ကြီးဟာနေကင်းဘတ်ဆိုနမင်းနဲ့လိုက်အောင်လှသလိုရှိပေမဲ့လို့လည်းညနဲ့လေလေရှောင်ရှားစရာကောင်းလာလေလေပါပဲ။ဒီလိုရှောင်ရှားစရာကောင်းတဲ့တော်ထဲမှာရှိနေသူတွေကတော့တစ်တော်ရဲ့အနီးနားရွာကကျော်စောတို့မဟုတ်ဆိုတုံးရပါကျော်စောဟာအသက်40အရွယ်လောက်ရှိပြီးကျော်စောရဲ့ညီနိုင်စိုးကတော့တုတ်တဲ့အသက်နည်းနည်းငယ်ပါရဲ့ ပြီးတော့စုပ်ဖွားဆိုတဲ့နမည်ပြောင်းနေအသက်20ကောင်လေးတယောက်ကလည်းသူတို့နဲ့အတူရှိလို့နေတာပေါ့မုတ်ဆိုးရီပီပီညနေတည်းအထိအမဲလိုက်ကြပြီးရင်အိမ်ကမပြန်တော့ဘဲတော်ရဲမှာပဲစကန်းချနေတဲ့ကြပါရယ်သူတို့၃ယောက်ရဲ့ခိုနားရနေရကတော့တော်ကြီးတွေက အကြီးဆုံးပတောက်ပင်ပေါ်မှာလင်းစင်ဆောက်ပြီးနေတာပါပတောက်ပင်ကြီးဟာကြီးမားလုံးတော့ဘလောက်ထိမြင့်နေဆိုတာကိုကြော်စောတော့မသိကြပါဘူးမေသူတို့တွေတက်နိုင်တဲ့လောက်မြင့်တဲ့အမြင်တစ်ခုမှာလင်းစင်တွေတစ်ခုဆောက်ပြီး အဲ့ဒီလင်းစင်ကိုပဲသူတို့ရဲ့နားခူရလိုမျိုးတတ်မှတ်ထားခဲ့လိုက်ကြပါရဲ့ကျော်စောတို့ညီကုံနှစ်ယောက်ဟာမုတ်ဆိုးမျိုးရိုးရှိသူတွေဖြစ်တာကြောင့်သူတို့တွေဟာအမဲလိုက်တဲ့နေရာမှာမွေးရပါအထုံပါရမီရှိတယ်လို့ကိုအယံပြောင်မြောက်ထူးချွန်ကြပါရဲ့။ရွာမှာဆိုရင်လေသူတို့ညီကုံနှစ်ယောက်ကထိတ်တန်းအမဲလိုက်သမားတွေဆိုပြီးတော့နာမည်ကြီးရသေးတာပေါ့။ကဲစကားနဲ့ဆိုရင်ဆယ်လီနီးပါးကိုနာမည်ကြီးတာပါ။ ပတောင်မြိုင်တောဟာကျော်စောတို့ရဲ့ရွာနဲ့တိတ်အဝေးကြီးမဟုတ်လားပြီမဲ့လို့လေတောရဲ့ area ဟာတာမန်တတော်တွေထက်အများကြီးပိုကျတာကြောင့်တောနဲ့ထဲကိုရောက်လေလေပြန်လန်းကိုရှာရခက်လေလေဖြစ်တတ်သလိုအမည်ဖော်မရတဲ့ကြောက်စရာတတဝါဇိုးတွေရဲ့အမဲပြက်ရှင်ကိုလည်းခံရတတ်တယ်လို့တော့ပြောစမှတ်တွင်ခဲ့ပါတယ်တချို့ကလည်းအဘဘိုးမင်းကောင်အပိုင်စားတော့မပြူတင်ပြူအပ်တာတွေကိုလုံးမိရင်တတဝါဆိုနှက်ဆိုးတွေနဲ့တွေးတက်တယ်လို့လည်းပြောကြပါသေးတယ်။ ကျော်စောတို့မျိုးရိုးကတော့အမဲလိုက်စားလာတာစေဘွားပြီတော့မင်းဒီလိုအောက်တက်ကြရတွေကိုမယုံတက်ကြပါဘူးဒီလောက်မိုးရှုံနေတာတော့တစ်တော်ရဲမှာအေးစိတ်အိတ်နေတာကိုပဲကြည်ကြပါဘောအဲဒီနေ့မနက်ကနိုင်စိုးဟာအရန်လာတဲ့ဥကြိုတွေနဲ့တမင်လေးတကောင်ကိုအမဲလိုက်ရင်ကြည်တိအောင်ပြစ်နိုင်ခဲ့ပါတယ် တမင်ကြီးဟာကြည်စံတန်ရာကြောင့်သွေးထွက်ပြီးအယူတစ်ပိုင်းနဲ့တော်ရဲကိုဝင်ပြီးသွားတာကြောင့်တမင်ကြီးရဲ့သွေးဆက်တွေကိုရှေ့ရခန့်လိုက်ရင်သူတို့ညီကိုတွေမတော်မြန်တော်ရဲ့အနက်ဆုံးဆိုတဲ့နေရာထိကိုရောက်ရှိလွတ်လာခဲ့ကြပါတယ်။တမင်ကြီးရဲ့ဦးကျိုးကိုရောင်းပြီးအသားကိုတော့အိမ်ပြန်တင်မဲလို့သူတို့တွေတွေးတောထားခဲ့ကြတာပေါ့။ဒါပေမဲ့လို့လေမိုးရှုပ်လာတာရဲ့တောနဲ့ထဲကိုရောက်လာတဲ့အချိန်ဟာညအချိန်ဖြစ်နေတာရဲ့ကြောင့်သူတို့သုံးယောက်လည်းပထမတော့နည်းနည်းတွေ့ဝေးသွားခဲ့ကြပါတယ်။ဒါပေမဲ့အခုပြန်ရင်လည်းမမီတာရဲ့ မနေ့ကလိုထက်ရှာလာရင်လက်စာလန်နာပြောင်းပြီးတခြားမုတ်ဆိုးတွေကတွေ့သွားမှရေတို့ကိုကြော်စောကအပြစ်မခံနိုင်တာကြောင့်ဗတောက်ပင်ကြီးနာကသူတို့ရဲ့ယာယီစကမ်းမှာအိတ်ဖို့နဲ့စားဖို့အတွက်ပြင်ဆင်ခဲ့ကြပါတော့ရိအယုံတက်တာနဲ့တားကောင်းကိုပြန်လိုက်ရှာမှသူတို့အတွက်လည်းဂွင်ကောင်းပါလေ အဲဒီလိုနဲ့ပဲကြော်စောနိုင်စိုးနဲ့စုပ်ပွားတို့ဟာပုပ်ပုပ်ပပစားစရာတွေကိုရှက်ပြုတ်စားတောက်ပြီးနောက်တနေ့မနေ့အတွက် အားအပြည့်ယူဖို့စားပြီးတာနဲ့တကြိုးတည်းအိတ်ခလိုက်ကြပါတယ်။အစာအစာတွေကိုရှက်ပြုတ်ထားတာကြောင့်တင်းမိအစာအနာလေးတွေရဲ့မီးရောင်ဖျက်ပြလေးတွေကတော့ရှိနေတော့မှာပဲ။ဒီလိုနဲ့တဖြည်းဖြည်းအမောင်တို့ကိုကြီးဆိုတဲ့ညနေပိုင်းကိုရောက်ရှိလိုလာခဲ့ပါပြီ။တစ်တော်ကြီးဟာလည်းတိတ်ဆိတ်နေတာမှအကြတန်ကိုတော့မှကြားနိုင်ရတော့တဲ့အထီးပါပဲ။ အေးစေးတိတ်ဆိတ်နေဟန်ရှိတဲ့တတော်ကြီးရဲ့အနက်ဆုံးဆိုတဲ့နေရာမှာညီကိုနှစ်ယောက်ကတော့အစာပြေတွေစားကောင်းကောင်းနဲ့စားပြီးအိပ်ပျော်စွာပြုနေကြပါပြီ။အိပ်ပျော်နေတဲ့အချိန်တခုခုဖြစ်မှာကိုလည်းမစိုးရိမ်ရအောင်တယောက်တစ်လက်စီကင်းဆောင်ကြဖို့သဘောတူထားခဲ့ကြပါသေးတယ်။ ဒိတ်ချိန်ပြည့်အချိန်မှာပဝင်းကျင်ကအတန်တွေဟာလှုပ်ရှားမှုတည်တည်လေးတစ်ခုကိုတော့မှတတိထားမိအောင်လုပ်နိုင်တယ်လေဒီလိုအခြေအနေကိုကြုံလိုက်ရတဲ့သူကတော့အငဲဆုံးလေးစုပ်ဖွားတယောက်ပဲဖြစ်တာပေါ့စုပ်ဖွားဟာနိုင်ဆိုးရဲ့ဘေးမှာကင်းဆောင်နေရင်အိမ်ငိုင်းနေချိန်ရှီလီချောင်းတတော်ရတကောင်ရဲ့ခက်ပြင်းပြင်းရှည်တန်ဟာတော်တွင်းတဏီယာကနေထွက်လာတာကိုကြားခဲ့လိုက်ရပါတယ်အတန်ဟာနီးတဲ့နီးလာပြီးရှည်တန်ဟာလည်းပြင်းလာတာကြောင့်စုပ်ဖွားဟာတတိအနေထားနဲ့နေခဲ့လိုက်ပြီးစကန်းရှာထားရာလင်းစင်ဘော်ကနေအောက်ကိုစောင့်ကြည့်လို့နေပါတော့တယ် င်ခြေတန်းကခက်ပြင်းပြင်းနဲ့ပိုပိုပြီးနီးလာခဲ့တာကြောင့်စုပ်ပွားလဲသူ့မျက်လုံးတွေကိုပြူပြဲပြီးအမောင်တူတွေကနေအတန်လာရဘက်ကိုရှာကြည့်ပါတော့ရင်အချိန်တော်ကြာအောင်စောင့်ကြည့်ပြီးချိန်မှာတော့သူမြင်လိုက်ရတဲ့အရာကိုကြောင်ရွေးကြည့်လို့နေခဲ့မိတာပေါ့မနက်ကနိုင်စိုးရဲ့ကြည်ကြည့်သွားတဲ့တမင်ကြီးဖြစ်နေတာကြောင့်စုပ်ဖွားလေးမျက်လုံးတွေကျေလာပြီးဘေးနားမှာအသင့်ထောင်ထားတဲ့ရိုင်းဖယ်တနက်ကိုယူကတမင်ကြီးကိုစင်မြင့်ပေါ်ကနေချိန်ထားခဲ့လိုက်ပါတော့ရယ် အဲဒီချိန်မှာပဲစုပ်ဖွားဟာတတိအထားလွန်သွားပြီးလင်းစင်ကိုစောက်ထားတဲ့ဝရှမ်းကိုတန်နေမိတာကြောင့်အတန်တိတိကလေးထွက်သွားပြီးအဲဒီအတန်ကတိတ်ဆိတ်နေတဲ့တတော်ကိုဖြူခွဲလိုက်တယ်လို့ဖြစ်သွားတာကြောင့်တမင်ကြီးဟာတတိထားမိသွားခဲ့ပါတော့တယ်။ဒါကြောင့်ဘေးမှာရှိနေတဲ့တရက်ပင်လိုမျိုးအပင်ကိုမှောင်ရိတ်ခေါ်ကထွက်ပြေးဖို့အလုံးတမင်ကြီးကိုစုပ်ဖွားဟာလက်မတင်လေးလွတ်သွားမှဆိုတဲ့စိတ်နဲ့ဖြစ်ရှင်ရဖြစ်သွားဆိုပြီးတမန်ကောင်းတင်ကပြစ်ခဲ့လိုက်ပါတော့တယ်။ကံကောင်းခြင်းတော့လေစုပ်ဖွားရဲ့ကြည်စံဟာတမင်ရဲ့ကောင်းတဲ့ကိုထိသွားပြီးဖောက်ခနဲလဲကြလို့ ုပ်သွားခဲ့တာပေါ့။စုပ်ဖွားရင်ပြင်းထန်လာတဲ့တနက်တန်ကြောင်အိပ်ပျော်နေတဲ့ကြော်စောနဲ့နိုင်စိုးရညီကိုဟာနိုးလို့သွားခဲ့ပါတော့ရယ်။ဟေ့ကဘာဖြစ်တာလဲ။ကြော်စောဟာတနက်ကင်ထားတဲ့စုပ်ဖွားကိုလန်နိုးပြီးမြင်လိုက်တာကြောင့်អော်ခဲ့လိုက်ပါတယ်။စုပ်ဖွားကတော့သူပစ်လိုက်တဲ့တမင်ကြီးကိုအကြည့်မလွဲနိုင်ဖြစ်နေတာကြောင့်နိုင်စိုးဟာကြော်စောကိုကြော်ပြီးစုပ်ဖွားကြည့်နေတဲ့နေရာကိုစင်မြင့်ပေါ်ကနေလမ်းကြည့်လိုက်ပြီးဝမ်းသာသွားတဲ့အတံမျိုးနဲ့អော်ခဲ့လိုက်ပါတော့ရယ်။ ်ဟေးဒါငါယင်းလေးကပြလိုက်တဲ့တမင်ကြီးကစုပ်ွားကတော့ကိုကိုကိုအမွန်းတင်ကျင်တဲ့လေးတဲ့နဲ့ပြောခဲ့လိုက်တာပေါ့ဟုတ်တယ်ကိုနိုင်ကျွန်တော်တရက်ထဲပြလိုက်တာအဲကောင်ကြီးကတရက်ပင်ကိုခုတ်ပြီးထွက်ပြေးဖို့လုပ်နေတာလေဒါရဲ့တွင်ထဲကိုလမ်းမရောက်လာတော့လေစိတ်မကောင်းစရာပေါ့ဗျာအာယာပါယာရေမောပြောဆိုနေတဲ့စုပ်ွားကို ကျော်စောနဲ့နိုင်စိုးတို့ညီကိုကကြီးပြီးသူတို့နှစ်ယောက်လည်းမနဲ့ရောက်တာနဲ့ဒီတမင်ကြီးကိုတဲပြီးအိမ်တန်းပြန်လို့ရပြီဆိုတဲ့စိတ်ကြောင့်တတောင့်တတာဖြစ်သွားခဲ့ကြပါတယ်။ဒါကြောင့်အာယုံတက်တာနဲ့ရွာပြန်ဖို့နဲ့ဝေစုခွဲဖို့ကိုသဘောတူထားခဲ့လိုက်ကြတာပေါ့။ အကြောင်းမြိုင်းဆိုတာကြာကြာနေလို့ကောင်းတဲ့နေရာလည်းမဟုတ်ဘူးလေညအရှင်ကိုမြ мян ကုံပါသေးဆိုတဲ့စိတ်နဲ့ကြော်စောနေနိုင်ဆိုလို့ဟာခဏပြန်အိမ်ပဲဆိုပြီးစုပ်ဘွားကိုအရှက်ပြခဲ့လိုက်တာကြောင့်စုပ်ဘွားကလည်းနောက်တရာကြီးနေရင်တော့အလဲပြောင်းကင်းဆောင်ဖို့ကိုလမ်းပြောခဲ့လိုက်ပါတယ်နိုင်ဆုံးနဲ့ကြော်စောဟာတက်တောင့်တက်တာဖြစ်သွားတာကြောင့်စိတ်တုံ့ရှာအိပ်ပျော်သွားချိန်မှာတော့ကင်းဆောင်နေတဲ့စုပ်ဘွားစီကိုမတင်ထားတဲ့ကြောင်းမက်ဖွေရကိစ္စလေးတွေဖြစ်လာခဲ့ပါတော့တယ် ဇောက်ဘွားဟာသူပြစ်တက်လိုက်တဲ့တမင်ကြီးကိုကြည်ရင်သူကိုယ်သူတယ်မိုက်လာတဲ့ငါပါလားဆိုပြီးသဘောရည်ကြနေချင်းရုတ်တရက်ဆူဆူလိုအတန်ဆူဆူနက်နက်ကြီးတွေဟာတောအုပ်တနေရာကနေထွက်ပေါ်လို့လာပါရီတော်ကြီးမြန်မဲတွေကထွက်လာတဲ့အတန်တွေဟာခြေတံလိုမျိုးတွေလည်းပါနေခဲ့ပြီးစုပ်ွားကြားခုနေကြခြေတံမျိုးတွေနဲ့မတူတာကြောင့်တတိယလိုက်ကနားဆွင့်လို့နေခဲ့ပါတော့ရီ လောက်ွားတော့စကန်းရှာတာတဲ့ယာယီစင်မြင့်နေရနာကို အတန်တွေတပြေးပြေးနီးလာပြီးတတဝါတကောင်စီကထွက်နေတဲ့အတန်မျိုးမဟုတ်ပဲအွန်လိုင်းကျင်းလိုက်ပြေးလာနေတဲ့အတန်တွေဖြစ်တာကြောင့်စုပ်ွားတယောက်ကြော်ရှန်သွားပြီးအိပ်ပျော်ရဲ့ကြော်စောနဲ့နိုင်စိုးတို့ကိုအသေးအတန်လှုံ့နှိုးပါတော့တယ်ကြော်စောဟာနုံနုံချင်းကြားလိုက်ရတဲ့တပုံးပုံးအတန်တွေခြေတန်တွေကြောင့်စက်သိမ်းထလာပြီးတခုခုမှားသွားပြီးပုံစံနဲ့ထော်ပါတော့တယ်တနက်တွေကိုင်းတော့ကြတော့အချိန်နေမဟန်ဘူးအဖစိတ်ဆိုးသွားတာဖြစ်မယ်ကွာ ကျော်စောရဲ့စကားကိုနိုင်စုံနဲ့စုပ်ပွားတို့ကနရွက်မီးတောက်သွားတာကြောင့်အတန်အနေထားယူကတနက်ကိုစီကင်ထားခဲ့လိုက်ပါတော့တယ်။မင်းဒီပိုင်းအကြောင်းမှာတော့ရှီတန်နဲ့အတူအုပ်စုလိုက်ဝမ်းနဲ့ပက်လက်ငိုကြွေးတန်တွေကိုပါသူတို့သုံးယောက်ကြားလိုက်ရချိန်မှာတော့နိုင်စုံနဲ့ကျော်စောဟာစိုးရိမ်စိတ်တွေဝင်လာခဲ့ပြီးတယောက်မျက်နှာကိုတယောက်ကြည့်ကကန်ဆိုးမိုးမောင်ကြပြီးဆိုတဲ့ပုံစံနဲ့တုံလှုပ်သွားခဲ့ပါတယ်။ဟောင်းငောင်းလေငါတို့တော့ပြဿနာပဲ။ အကိုကြီးဖြစ်တဲ့ကျော်စောကတော့အတွေးကြုံရှိတဲ့သူဖြစ်တာကြောင့်အိတ်သေးကနေတခုခုကိုနှိုက်ယူခဲ့လိုက်ပါတယ်။ယောမင်းတို့တွေယူထားကြဒါတွေကမန်းလန်ကြီးစံတွေငါအတုံးလိုလိမ့်မယ်ဆိုပြီးရွာတွေကနတ်ကတော်တယောက်ကပြောဘူးလို့ငါလည်းတင်းထားတာဒါပေမဲ့တယောက်နှစ်ခုစီပဲယူကြနော်မင်းတို့တွေရန်တမ်းပြီးလဲရှောင်းမပစ်နဲ့အရေးပေါ်မှာပြစ်မဟုတ်ရင်ငါတို့ကိစ္စသုံးသွားမယ်ဒီငောင်းတွေကအဖအပိုင်စားရထားတဲ့နေရာကနေလာတာဆိုတော့ ကျုပ်တို့ကိုအမဲဖြတ်တော့မှာအကိုရာသူတို့ကိုတခုခုမလုပ်နိုင်ရင်ကျုပ်တို့တည်ရင်တော့မှဒီမှာပြိမိမှာနော်ရွာတွေကအစိုးတွေ ကျော်သောကကြောက်လို့တုံနေတဲ့နိုင်စိုးနဲ့စုပ်ဖွားတို့ကိုမျက်စောင်းခက်ပြင်းပြင်းထိုးလိုက်တာကြောင့်နိုင်စိုးတို့လည်းပါးစပ်ပိတ်ခဲ့လိုက်ပြီးကြောက်ကြောက်နဲ့ကြီးစံတွေကိုတနက်ထဲထည့်ခဲ့လိုက်ပါတော့ရယ်မကြပါဘူးတကူကူကိုစိတ်ဆိုးပြီးမှန်ပြီးနေတဲ့အတွင်နဲ့ငိုကြွေးအော်ဟင်းနေတဲ့ငေါင်းငါးကောင်ရှောက်ကောင်တော့ဟာမှောင်ရိတ်သေးကနေကျော်သောတို့သုံးယောက်ရှိရာလင်းစင်မြင်ကွင်းကျဲထဲကိုအလင်းအမြန်ရောက်လာခဲ့ပါတော့ရယ်မောင်ဆိုတာကတမီတာလောက်မြင်းပြီးလူတွေနဲ့ပုံစံတူပါရယ် ဒါပေမဲ့မျက်လုံးနီနီတွားရွှွန်ရွှန်လေးရှိပြီးသူတို့ရဲ့အသားအေးတွေဟာမဲနဲ့ပြောင်းတင်းနေတတ်တာပေါ့အထူးခြားဆုံးကတော့ခြေချောင်းရှိတာပဲဖြစ်ပါတယ်သူတို့တွေရဲ့ခြေထောက်ဟာတန်မာလွန်းလို့တစ်ခါခုံရင်တမီတာကြောကြော ခုံနိုင်ကြတာပေါ့ မဲဖြန်နိုင်စွမ်းကလည်းယာနှုံးပြစ်တစ်ဖက်ကအလွန်ပါပဲ။ကြော်စောတော့စီဦးတီလာတဲ့ငေါင်းတွေဟာစာလောင်မွတ်တိတ်နေတဲ့ပုံစံတွေဖြစ်တာကြောင့်စုပ်ဘွားဟာသူ့ရဲ့တနက်ကိုကြောက်အားလန့်အားနဲ့သူမြင်လိုက်ရတဲ့ငေါင်းကိုရှိန်ထားခဲ့လိုက်ပါရ။တကောင်နှစ်ကောင်ငါးကောင်ကနေစေကောင်ကျော်အထိငေါင်းတွေဟာများလို့သာခဲ့ပြီးအုပ်စုလိုက်ပြေးလာတဲ့အချိန်ဟာစုပ်ဘွားပြစ်တက်ခဲ့တဲ့တမင်ပေါ်ကိုခုန်တက်ကအတကုံသွေးဆုံနေခဲ့ပြီးအယိုးတွေကိုတကြွကြွဝါးတဲ့အတန်အသားတွေကိုတစားစီစုပ်ပြဲနေတဲ့အတန်တွေကိုပါလီတွေကနေတစင်ကြားနေခဲ့ရတာကြောင့် ကျော်စောတို့မှာလင်းစင်ပေါ်ကနေမလုံးမရက်နဲ့ကြည်နေခင်မိပါတော့ရယ်။မင်းနဲ့အနေငယ်ရင်းမှာအသားရည်အပြင်းနဲ့လှပနေတဲ့တမင်ကြီးကအယိုးစုတတကြံခဲ့တာကြောင့်စုပ်ပွားဟာလမ်းဖြန့်လို့သွားခဲ့ပြီးနောက်ကိုရှီတလန်းဆုံးမိခဲ့လိုက်ပါရယ်။တောင်ရင်နေတဲ့သူ့လက်တွေကြောင်ကင်ထားတဲ့တနက်ဟာဝါပြင်ပေါ်ကိုကျသွားခဲ့ပြီးမဲမောင်နေတဲ့တောအုပ်ကိုနှိုးဆက်ပေးလိုက်တဲ့လိုမျိုးဖြစ်သွားတဲ့အတန်ကြီးကြီးတစ်ချက်ထွက်လို့သွားခဲ့တာပေါ့။ စုပ်ဖွားရင်မစင်မချင်းအပြုတ်အမူဟာအခုဆိုသူတို့ရှိနေတာကိုသတိထားမိသွားခဲ့ကြပါပြီသူတို့သတိထားမိသွားပြီကိုကိုကျော်သူတို့တည်သွားပြီလောက်ပါဦးစုပ်ဖွားရဲ့အတန်းကြောင်းတွေးနေဆိုနေတဲ့မျက်နှာနေရနေတဲ့ကြောက်စရာမျက်လုံးတွေနဲ့ငေါန်းတအုပ်ဟာကြော်စောတို့ရှိနေတဲ့လင်းစင်ပေါ်ကိုလှမ်းကြည့်ကစူးစူးရှာရှာတစ်ချက်អော်ခဲလိုက်ပြီးတစ်ပင်ပေါ်ကိုခုံတက်ဖို့လှုပ်ကြပါတော့တယ်။စုပ်ဖွားကတော့ကြောက်အားလန့်အားနဲ့တနက်ကိုမောင်းတင်နေတာကြောင့်ကြော်စောဟာလှမ်းတားဖို့ပြင်ခဲ့လိုက်ပါတယ်။ တော့မပြင်းနဲ့စောင်ယူရဒါပေမဲ့လို့လေကိုကျော်စောတရားအော်လိုက်တာကတော့အချိန်မမီတော့ပါဘူးကျော်စောရဲ့စကားမဆုံးခင်မှာတင်စုပ်ဖွားဟာခြေစုံကပြေးတက်ဖို့လုံနေတဲ့ငေါင်းတို့ကောင်ကိုတနက်နဲ့ပြစ်ခဲ့လိုက်ပါပြီ ြည်တမ်းမှန်သွားတဲ့ငေါဟာမြေပြင်ပေါ်ကိုကုရကယ်ရမဲ့လဲကျသွားတာကြောင့်ကြံတဲ့အပေါင်းအပါတွေဟာအရန်ကိုစိတ်ဆိုးသွားခဲ့ကြပြီးတောကြီးတစ်ခုလုံးဟာလည်းတုန်ခါသလိုဖြစ်သွားခဲ့ပါတယ်။အဲဒါကြောင့်ကြော်စိုးလို့ရှိနေတဲ့ပတောက်ပင်ကြီးပေါ်ကိုအသေးအတန်ဝိုင်းပြီးခုန်တက်ခဲ့ကြတာပေါ့။မတက်တာတဲ့အဆုံးမှာတော့ကြော်စိုးတို့ညီအကိုပါတဲအတန်ခုန်တက်နေတဲ့ငေါအုပ်တွေက၃កောင်လောက်ကိုတနက်နဲ့ပြစ်ရှာခဲ့လိုက်ပါတော့တယ်။ တနတ်တန်တွေကတောက်လျှောက်ထွက်နေတာကတကြောင်ကျော်စောတို့ရဲ့လင်းစင်ဟာပုံမှန်ထက်မြင့်နေတာကတကြောင်လို့ကြောင့်ငောင်းတွေဟာခုံပေမဲ့လို့လေမမီနိုင်တဲ့နေရာမှာဖြစ်နေတော့တညာလုံးဒီပါမတောက်ပင်ကြီးရဲ့အောက်ရှိမှာ အော်ဟစ်ကကြလာမဲ့အမဲကိုဝါးစားတော့မဲ့တားရဲတွေလိုနေနေခဲ့ကြပါတော့ရယ်အာယုံဦးရဲ့နေအောင်ကြီးကတစတစထိုးထွက်လာအချိန်မှာတော့ငောင်းတွေဟာတဖြည်းဖြည်းပြန်လဲဆုတ်သွားသလိုကြော်စိုးတို့ပြစ်တက်ခဲ့တဲ့ငောင်းလေးကောင်ဟာလည်းမတောက်ပင်ရဲ့အောက်ရှိမှာရှိမနေခဲ့တော့ပါဘူး ညာကအပြည့်အပြည့်တွေကြောင်းရှောက်ရှားနေခဲ့တဲ့ကျော်စောနိုင်စိုးနဲ့စုပ်ဖွားတို့ကတော့လင်းစင်ကြီးပေါ်ကနေဆင်းဖို့အတွက်တောင်းတွန်းဆုတ်နေကြပြီးငောင်းတွေလုံးဝမရှိတော့ဘူးဆိုတာတေးကြတဲ့မိုးစစ်စင်လင်းတဲ့အချိန်ကိုရောက်မှအာယူကလင်းစင်ပေါ်ကနေဆင်းလာခဲ့ကြပါတယ်။ရွာကိုမင်းမြန်ပြန်ကြရအောင်ငါတို့လုံးဝစက်မနေတင်တော့ဘူးကော။နင်းနေနောက်ကြတာနဲ့ငါတို့ရဲ့တေနေပဲငါတို့တွေမထီးတင်တာကို ထိလိုက်မိပြီ။ဒီငောင်းတွေလည်းတော်တော်စိတ်ဆိုးသွားကြပြီကော။ ကျော်စောရဲ့စကားသံမင်းမြန်ကိုနိုင်စုနဲ့စုပ်ဖွားလို့နားထောင်ခဲ့လိုက်ပြီးတင်းစရာရှိတဲ့ပစ္စည်းတွေကိုတင်းကပတောင်းမြိုင်တော်တွေကနေအမြန်ဆုံးထွက်သွားဖို့ပြင်ဆင်ပါတော့တယ်။ပြီးတာနဲ့သူတို့သုံးယောက်ဟာတောအုပ်ရဲ့အနက်ဆိုင်ဆုံးဆိုတဲ့နေရာကိုရောက်နေတာကြောင့်တောတွေကနေတောဆက်ကိုရောက်အောင်ထွက်ဖို့တောင်းမှာအချိန်တော်တော်ပေးပြီးလမ်းလျှောက်ခဲ့ကြရပါတယ်။တဖြည်းဖြည်းနဲ့ညနေဆောင်နေဝင်ရီတရောအချိန်ကိုရောက်လာချိန်မှာတော့ကျော်စောတို့အုပ်စုဟာရွာနောက်ဘက်ကိုမြင်နေရတဲ့တောရဲ့အဆက်ကိုရောက်လာခဲ့ကြပါပြီ။နေရဲ့အလင်းရောင်ကြံနေခဲ့ပြီမလို့လဲအရေး ခမိုင်မိုင်ကြာနေတဲ့တောအုပ်ရဲ့အပင်တွေကြောင့်တောဆက်ဟာပုံမှန်ထက်ကိုမဲမောင်လုံးနေခဲ့ပါတယ်။အဲဒီချိန်တဟုန်တို့ပြေးလာတဲ့အတန်တွေနဲ့ခုံဆွားခုံဆွားအတန်တွေဟာတောအုပ်တွေကနေတဖန်ပြန်လဲထွက်ပေါ်လို့လာခဲ့တာပေါ့။စုပ်ဖွားကတော့အတန်ကြာကြာချင်းတကူလုံးတောင်တင်းအေးခဲသွားသလိုကြော်စောနဲ့နိုင်စိုးတို့နှစ်ယောက်ကလည်းကြောရှမ်းလာခဲ့ကြပါတယ်။သူတို့သုံးယောက်တောဆက်ကနေရွာဘက်လမ်းကိုမြန်နိုင်တလောက်မြန်မြန်ရောက်အောင်သွားမယ်ဆိုပြီးအလုံးပါပဲ။တရွတ်တွေကိုပို့တိုက်ဆွဲပြီးထွက်လာတဲ့အတန်တွေနဲ့ တဟုံတိုးခုံလာတဲ့တပုံးပုံးဆိုတဲ့အတန်တွေကနီးတဲ့နီးလာတာကြောင့်ကျော်စောဟာလေချောင်းလေးကရှစ်တန်ကြီးနဲ့អော်ပြောခဲ့ပါတယ်။ဖះောင်းတွေပြေးကြတော့ရွာဦးချောင်းကိုပြေးကြတရားတော်ဘုရားစီကိုရောက်အောင်သွားကြ။မြန်မြန်ပြေးဟေ့ကျော်စောရဲ့အတန်ကိုကြားထာနေနိုင်စိုးဟာကျော်စောနဲ့အတူတောက်ရှည်တင်ပြေးပါလာတယ်။အဲဒီချိန်သူတို့ရဲ့နောက်မှာမန်ဖီနေတဲ့မျက်လုံးနီနီကြီးတွေနဲ့ငောင်းတွေဟာအချိန်အပြည့်နဲ့ပြေးလာနေခဲ့ပြီပဲဖြစ်တာပေါ့။ ရောင်းရင်ဆန်ကရှင်ရီကြားမှာငေါန်းတကောက်ဟာနောက်ကြာနေတဲ့ရှီတော့တစုံဖြစ်တဲ့စုပ်ဖွားရဲ့ရှီတော့ကိုလမ်းကန်ခလိုက်တာကြောင့်စုပ်ဖွားတယောက်ဟန်ချက်ပြက်ပြီးမြေပြင်ပေါ်ကိုလဲကျလို့သွားခဲ့ပါတော့ရယ်။အာမလုပ်ပါနဲ့။ကျော်စောတို့ဟာစုပ်ဖွားရဲ့အဖြစ်ကိုလှည့်ကြည့်လိုက်ချိန်မှာတော့ငေါန်းတွေဟာစုပ်ဖွားရဲ့ကိုယ်ပေါ်ကိုတက်ပြီးအသားတွေကိုဆွဲဖြဲသွေးတွေကိုဆုပ်ယူနေခဲ့ကြပါပြီ။နိုင်စိုးကတော့စုပ်ဖွားကိုကြည့်ရင်ကြောင်အန်းအဖြစ်လို့သွားခဲ့ရတာပေါ့။ ဒါပေမဲ့လို့လေသူတို့တွေဟာအသက်လုဆက်ပြေးရင်ရွာဦးကျောင်းကိုရောက်လို့လာပါတော့တယ်။ဇီယာတော်ဟာကျောင်းသင်ငန်းထဲမှာအမိုက်တွေလဲနေတဲ့အချိန်အပူတပြင်းနဲ့ဝင်လာတဲ့ကျော်စောတို့ညီနောင်ကိုကြည့်ပြီးဖြစ်ကြောင်းကုန်ချင်းကိုမေးလာခဲ့ပါတယ်။ကျော်စောတို့ကလည်းမထိန်ချမ်းပဲပြောပြခဲ့တာကြောင့်ဇီယာတော်ဟာခေါင်းတစ်ချက်ငိမ့်ပြီးကျောင်းသင်ငန်းရဲ့မဟုတ်ဦးကနေတောဆက်ကိုကြည့်ခဲ့လိုက်ပါတော့တယ်။ဒေါသတကြီးနဲ့ငောင်းတွေကတော့အခုထိလိုက်လာနေခဲ့ပေမဲ့လို့လေရွာဦးကျောင်းရဲ့အရေးကိုတော့နင်းလို့မရခဲ့တာကြောင့် ကျောင်းမဦးကနေမန်ဖီရင်ကြည့်လို့နေခဲ့ပါတယ်။တကာတော့ကမကျူးလွန်တစ်တာကိုကျူးလွန်ခဲ့ကြပြီမယ်။နောင်သားတွေနဲ့ရှင်သန်ဖို့တန်ဝေကရဖို့အတွက်စရာတော်ဖေဟာနှစ်နှစ်ကြာအောင်ယဟန်ဝစ်စီပြီးတင်ပြပေးမှဖြစ်တယ်။ဒါကြောင့်တင်တို့ရဲ့ဒေါသတွေကိုလျှော့ပြီးဆုံးရှုံးသွားခဲ့ရတဲ့အရာအတွက်လည်းငြိမ်းချမ်းအောင်နေနိုင်ကြပါစေ။အမြအမြအမြ 有罗木加吧。 တရားတော်ဟာ စကားစားရှိပြီးငောင်းတတရဲ့ဒေါသတွေကိုဖြေလျော့ကာမုတ်ဆိုးညီနောင်ရဲ့အဖြစ်တွေအတွက်လဲတောင်းပန်ပြီးချိန်မှာတော့ငောင်းတွေဟာစရာတော်ကိုကြီးပြီးလက်အုပ်ရှိကတော့ကတော်ရဲကိုပြန်ဝင်လို့သွားခဲ့ပါတော့ရယ်စရာတော်ရဲ့ဩဝါဒတွေရဲ့မုတ်ဆိုးညီနောင်ရဲ့ကောင်းမှုပြုမဲ့အကြောင်းတွေရဲ့ကြောင့်ငောင်းတွေဟာလက်ခံခဲ့ပြီးတောဆက်ကနေမဲမောင်နေတဲ့ပတောင်းမြိုင်တော်အုပ်တွေကိုကိုစီကိုစီဝင်လို့သွားခဲ့ပါတော့ရယ်အဲ့ဒီအချိန်ကနေစပြီးကြော်စောနဲ့နိုင်စိုးတို့ဟာသူတို့ရဲ့အဖြစ်တွေအတွက် ဆရာတော်စီဝင်းရှာတောင်းပန်ရင်အပြုတင်မပြုတ်အပ်တဲ့တတဝါတွေကိုထိခိုက်အောင်လုပ်မိခြင်းအတွက်လဲတန်ဝေကရကနှစ်နှစ်တတီယဟန်ဝစ်ခဲ့ကြပါတယ်။နှစ်နှစ်အကြာမှာတော့နိုင်စိုးဟာလူထွက်သွားပြီးသူတို့ရဲ့အမားကြောင့်ညီလေးတယောက်ကိုအန်ဒီရဲ့ဖြစ်စေခဲ့တဲ့အမဲလိုက်တဲ့လုပ်ငန်းကို အပီးတိုင်ဆွန့်လွတ်ခဲ့ပါတော့တယ်။ကျော်စောကတော့သူ့ဘဝရဲ့ကြံနေတဲ့တတန်းတစ်လျှောက်ကိုယဟန်ဘဝနဲ့နေထိုင်ပြီးသူကျူးလွန်ခဲ့တဲ့အရာတွေတတ်ခဲ့တဲ့အသက်တွေအတွက်အပြစ်ကြွေးတွေကိုတဖြည်းဖြည်းပေးဆပ်ရင်းနေထိုင်လို့သွားခဲ့ ပါတော့တယ်။တက္ကသိုလ်မှာခြေထုံးလေးမပင်နေဆိုတဲ့စကားအတိုင်းမလုတ်တက်မလုတ်အပ်တဲ့နေရာမှာနှက်ကြီးပါတယ်အပိုင်စားရပါတယ်ဆိုတဲ့နေရာတွေမှာသူတစ်ပါးအသက်ကိုတက်ပြစ်တာတက်ပြစ်လိုက်နိုင်ခြင်းကိုဂုံဖော်တဲ့စကားအမားတွေကိုမပြောတင်ဘူးဆိုတာကိုတော့မုတ်ဆိုးညီနောင်လေးနားလေသဘောပေါက်လို့တွားခဲ့ပါတော့တယ်။ဆုံးလေးနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးနဲ့ကျေးဇူးတင်ချင်ပါတယ်ခင်ဗျာ။နောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးတွေတို့ပြန်လာခဲ့ပါမယ်။